ဒီအိုဖိုင်တာမားကိုအနိုင်သေးကြနေတဲ့ဘရော်နီကာဒီနေ့ညပွဲစဉ်ရဲ့1 Friday 5 132ပြိုင်ပွဲဒူးကောင်ပွဲပြီးပါဝင်လာမဲ့ဘရော်နီကာနဲ့တရုတ်ဖိုင်တာမားလီမင်ရှီတို့ရဲ့ဘွဲကလည်းပရိသတ်တွေအနေနဲ့မလွတ်တန်းဆောင်ကြီးနေတဲ့ဘွဲတစ်ပွဲပါမေရှီကတော့တရုတ်နိုင်ငံထိပ်တန်းကိပောက်စီဖိုင်တာမားဒူးလည်းဖြစ်ပါတယ်ကမ္ဘာရှင်မာတော်မှာအစိုးခွနဲ့တီတက်ချိတ်ခဲ့ဦးတဲ့အထိစွမ်းဆောင်ရင်ကောင်းတွေကိုပြသနိုင်ခဲ့တာပါနောက်ပြီးတော့သူမရဲ့ဇာမဘွားမှာစုစုပေါင်း34ပွဲရှင်ပိုင်းထိုးသတ်ထားပြီးတော့သူမက28ပွဲထိအနိုင်ရရှိထားခဲ့ပါတယ် ဒါမဲ့လေထိုးနိုင်ပွဲကတော့နှစ်ပွဲပဲပါဝင်ထားပါလေမေရှူရ95ခုနှစ်လောက်ကတည်းကဘန်ကောက်ကိုလာပြီးတော့မွေထိုင်းပြည်သားတွေကိုအခြေခံကြကြတင်ယူခဲ့ဘူးပါလေဒါတောင်သူမကမွေထိုင်းဘက်မှာလည်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့အတွက်စိတ်အားထက်သန်နေတာပါဒါကမေရှူလိုကိပောင်စီထိတ်တန်းဖိုင်တာမတစ်ယောက်ကိုဘာကြောင့်မွေထိုင်းပွဲထိုးခံရလဲဆိုရဲအဖြေပါပဲနောက်တစ်ချက်ရှိပါသေးတယ်ဝမ်ကဘရိုနီကာကိုတော်လေးမျောလင့်ထားတာပါဘရိုနီကာဆိုရင်ထိတ်တန်းပြိုင်ဘက်တွေနဲ့ပွဲတည်ပေးနေအောင်မှတနီးမုတ်တနီးနဲ့တက်ညာစွာပြန်ကြည့်ပေးလို့ရှိတတ်ပါလေ Francisca Vera နဲ့ဘွဲတော်ကဆိုရင်လည်းစွမ်းဆောင်ဉာဏ်ဖြင့်လုံးတာကိုတော့ စိတ်ဓာတ်ကောင်းနေဆွဲချောင်းပြချက်နဲ့ bonus ပါပေးခဲ့သေးတာကိုပြန်ကြည့်ကြပါဒါတော့အနီဆာမက်ဆန်နဲ့ပွဲကပြတ်သွားတဲ့ခါမှာ bronica ပို့ပြီးတော့ကျွမ်းကျင်တဲ့မွေထိုင်းပွဲပဲထိုးခိုင်းမှုအတွက် wimmer ကနေစီစဉ်ပေးခဲ့ပါတယ် bro ကထိုင်းကိုစောက်ချိန်ကလေးကမွေထိုင်းကိုပဲတောက်လျှောက်ကစားလာခဲ့တာဖြစ်လို့ limit sweet အများကြီးအစင်တန်းပုံမြင့်ပါတယ်ဒါကြောင့် bro ဆက်ပြီးတော့ short ပြီးသားအနေနဲ့ကုလိုမျိုး kickbox fighter မားနဲ့မွေထိုင်းပွဲပေးထိုးလိုက်တာဖြစ်ဖို့များပါတယ်ဘာလို့ဆိုတော့ limit sweet ရဲ့ kickbox style ကတရုတ် kickbox ဆင်လို့လူသိများတယ်စန်တာ style ဖြစ်တာကြောင့်ပို့ပြီးတော့ဆုတ်ထွေးပါတယ်ဒါော bronica ဘက်ကပြင်ဆင်မှုအချိန်အများကြီးလိုအပ်နိုင်ကြောင်းပါ ။ဘာဖြစ်အတွေ့အကြုံနဲ့အစီအစဉ်ချင်းအကွာကြီးဖြစ်တာမလို့ဒီပွဲကတော့ဘရွန်နိုင်မှုရှိနေပွဲလို့ထင်မြင်မိပါတယ်။ဘရွန်ကတော့ဘလို့မြင်လဲဘရွန်နီကာတို့ကဒီပွဲကခက်ခဲတဲ့ပွဲလားကိုယ်ရဲ့ထင်မြင်ချက်ကိုပြောပြီးခဲ့ပါဦး။